ပထမဦးဆုံးအနေနဲ့ပိန်းဦးလေးကိုစပြီးတော့ပြုတ်ထားပါမယ်။ဒါကတော့ပြုတ်ထားတဲ့ပိန်းဦးလေးဖြစ်ပါတယ်။ကဲအခုဆိုရင်ခုနကပြုတ်ထားတဲ့ပိန်းဦးလေးကိုစပြီးတော့အခုံခွာပါပြီ။ခုံခွာပြီးတော့ရင်တော့ထောင်းပါမယ်နော်။ကဲခုဆိုရင်တော့ခုနကအခုံခွာထားတဲ့ဟာကိုစပြီးတော့ထောင်းပါတော့မယ်။ ုံးပြုတ်ဖို့အတွက်ခုနကပြုတ်ထားတဲ့ကျက်သားရင်နဲ့ကျက်သားနဲ့ကိုဆွေးပြီးတော့အခုအရာရာရဲ့ကျက်သားနဲ့အဲကျက်သားမျိုးနဲ့ကိုပြတ်ပါမယ်။ဒီရောက်တော့ကျက်သားမျိုးနဲ့ပြပါမယ်နော်။ကျက်သားမျိုးလေးအရောက်တန်းလာရင်ကျက်သားထည့်ပါမယ်။ ရှိရင်တော့သရုပ်ငံပြရင်အချီလေးခွဲနေထည့်ပါမယ်ကျွန်တော်ကြိုင်ကြိုင်လေးထည့်ပါမယ်။ကြိုင်ရည်တအုံးလုံးထည့်ပါမယ်။ကြားတာရှိအောင်လို့ပါ။ဒီတော့ကိုယ်အောင်တင်ထားပါမယ်နော်။ တဲ့ပုံစံရောခုနကလောက်ထားတဲ့ပေယုံမို့ပြန်ရပါပြီရှင်ကွာကျောင်းလေးမှာကြိုက်တဲ့အကြာကြောင့်လည်းပင်းထေကိုကျောင်းလေးမှာထည့်ပြီးတော့ထုတ်ထားပါရဲ့စားကြမယ်နော်